ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ25ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ ပထမဆုံးတင်ဆက်ပေးကြတာကတော့ချင်းပြည်နယ်တိုက်ပွဲမှာအသေးမြနေတာကြောင့်ခလာရ2နှစ်ရှစ်အနီမှာရှိတဲ့နန်းစလူရွာတင်ကျန်ကိုပါစကစကအပိုင်စီထားပြီးတကြူရမှာကျင်းကြီးတခြင်းကိုဆယ်လောင်းခန့်စုပုံမြုံနေနေရာကြောင့်တင်ဆက်ပေးပါမယ်။ချင်းပြည်နယ်အတွင်းတိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးနောက်စစ်ကောင်စီထိခိုက်သေးဆုံးမှုများတဲ့အတွက်ကလေးမျိုးခလာရ2နှစ်ရှစ်အနီမှာရှိတဲ့နန်းစလူရွာတင်ကျန်ကိုစကစကအပိုင်စီထားပြီးတိတ်တဆိတ်မြုံနဲ့တကြွတာတွေပြည်လုံးလျက်ရှိတယ်လို့သိရှိရပါတယ် စစ်ကောင်စီအနေနဲ့သူတို့စွမှုမှု နေပါတဲ့ကလေးမျိုးပတ်ဝန်းကျင်နဲ့ချစ်ပြည်နယ်ကိုပြန်လည်ရရှိရန်အတွက်အော်တိုဘလနောက်ဆုံးပတ်တည်းကစစ်ကြောင်းထူတာတွေပြည်လုံးနေတယ်လို့သိရှိရပါတယ်။ဒီလိုစစ်ကြောင်းထူရမှာကလေးမျိုးကိုဗဟုပြုပြီးအင်အားစုဖွဲ့ပြင်ဆင်တာတွေပြည်လုံးတလို့တိုက်ပွဲအတွင်းသေဆုံးဒဏ်ရာရရှိတဲ့စစ်သားတွေကိုလည်းကလေးမျိုးကိုပို့ဆောင်ပြီးမြုံနှံတကြူတာတွေပြည်လုံးနေတယ်လို့သိရှိရပါတယ်။ ဒီလိုမြုပ်နဲ့တကြွရမှာပြင်ပကိုတရင်ပေါက်ချမှုမရှိသေးဘူးအတွက်ကလေးမျိုးမှာရှိတဲ့ခလာရ2နှစ်ရှစ်တက်တွင်နဲ့အနီးမှာရှိတဲ့နက်စလူရွာတင်းချိုင်းကိုစစ်တပ်ကအပိုင်စီးထားပြီးတိတ်တဆိတ်မြုပ်နဲ့တကြွနေတယ်လို့ဒေသခံတရင်ချင်းမြေတို့ထံကနေသိရှိရပါတယ်။ခလာရ2နှစ်ရှစ်ကအဲ့ဒီနောက်ကနက်စလူရွာတင်းချိုင်းကိုကစစ်တပ်ကအပိုင်စီးထားတာပြန်ပို့သမျှအလောင်းတွေကိုနက်စလူရွာတင်းချိုင်းမှာအခုနောက်ပိုင်းမြုပ်ပါတယ် အဲ့ဒီနာကက်ရဲ့ရွာသားတွေစုံရင်တောင်သူတို့တင်းကျိုင်းမြေချဖို့အရေးစစ်တပ်စီမှခွင့်တောင်းပြီးစစ်တပ်တက်မှတ်တဲ့နေရာမှာမြုပ်ရတာလို့ပြောပါတယ်။အဆိုပါခလာရနှစ်နှစ်ရှစ်နဲ့နက်စလူရွာတင်းကျိုင်းတို့ကိုအတုံးမပြုတ်မီအစောပိုင်းကကလေးမျိုးအရှိပမာရှိတဲ့ကံပလဲတင်းကျိုင်းမှာတိတ်ဆုံးသူစစ်ကောင်စီတပ်သားတွေကိုမိရှုတကြုံမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းပြည်သူတွေကြားတရင်ပေါက်ကြတာတွေရှိခဲ့တာကြောင့်နက်စလူရွာတင်းကျိုင်းဘက်ကိုရွှေ့ပြောင်းခဲ့တာဖြစ်ပြီးမပြစ်မနေမိရှုရမယ့်အလောင်းတွေကိုသာ ကံပလစ်တင်းကြိုင်မှာမိရှုတကြိုတယ်လို့သိရှိရပါတယ်။ဒါအပြင်နန်းစလူရွာတင်းကြိုင်မှာမြုံနယ်ရမှာလဲတိတ်ဆုံးသူစစ်ကောင်စီတပ်သားတွေများပြားလွန်တာကြောင့်တလောင်းတချင်းပုံစံနဲ့မြုံနယ်ဒါမျိုးမဟုတ်ပဲကျင်းအကြီးတကားတဲ့တူပြီးတချင်းကိုဆယ်လောင်းခန့်ပေါင်းကမြုံနယ်လေးရှိတယ်လို့လည်းသူကစက်ပြောပါတယ်။အစကမြို့အရှိဘက်ကံပလဲမှာမိရှုတကြိုတာနောက်ပိုင်းလူတွေတိကုန်လို့နန်းစလူတင်းချိုင်းကိုပြောင်းပြီးမြုပ်ကြတာကံပလဲမှာမိတကြိုရင်လဲတကားတဲ့နှလုံးသွန်းလုံး ။နန်းစုလူမှာမြုပ်တော်လဲတကတကမြုပ်ရင်ကျင်းအကြီးကြီးတွေတူပြီးဆယ်လောင်းစီထိမြုပ်ကြတာလို့ပြောပါတယ်။နိုဝင်ဘာလတလအတွင်းမှာတင်ကလေးမြုပ်ပဝန်းကျင်းနဲ့ချင်းပြင်းနဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီကအလောင်းပြန်ရလို့မြုပ်နယ်တချို့သူတရားကြော်ရှိတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ကလေးမြုပ်မြောက်ဖက်နဲ့တောင်ဘက်တွေကိုတောင်မှာကချင်းပြင်းနဲ့အတွင်းမှာရှိတဲ့ တိုင်းငင်လမ်းပိုင်နဲ့အခြားတော်လိုင်းအင်အားစုတွေအကောင်ရဒေတာတွေကိုစစ်ကြောင်းထိုးမှုတွေကိုနိုဝင်ဘာလတွင်ပုံမပြုတ်လုံနေပြီးစစ်ကောင်စီတေဆုံမှုနဲ့လက်နက်ခင်းရသိမ်းဆည်းရရှိမှုတွေဆက်တိုက်ရှိနေတယ်လို့လဲတော်လိုင်းအင်အားစုတွေဘက်ကထုတ်ပြန်ထားကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မော်လိုက်ခိုင်မှာတိုင်းငင်စစ်စင်ရေးကာလတွင်ပြူစော်တီစစ်စကန်၈ခုကိုတိမ့်ပိုက်ရရှိခဲ့ပြီးစစ်သားနဲ့ပြူစော်တီတရာကျော်တေဆုံခဲ့ကော စစ်တုံးဘန်းမြောင်းနဲ့လက်နက်ခင်းရဲ့အများပြတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမော်လိုက်ခိုင်မှာတိုင်းငယ်စစ်စင်ရေးကာလာတွင်ပြူစော်တီစကန်ရှိခုကိုတိမ့်ပတ်ရရှိခဲ့ပြီးစစ်သားနဲ့ပြူစော်တီတရားကျော်တိတ်ဆုံးကစစ်တုံးဘန်းမြောင်းနဲ့လက်နက်ခင်းရဲ့အများပြတင်ဆက်ရရှိခဲ့ကြောင်းမော်လိုက်တော်လိုင်းအင်အားစုမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယခုနှစ်ဩဂုတ်လမှနိုဝင်ဘာလ24ရက်နေ့ထိမွန်လိုက်ခဲအတွင်းမှာတင်းငယ်စစ်စင်ရေးပေါ်ဆောင်ခဲ့ရမှာ စစ်သားပြူစောတီစကန်ရှိခုကိုတင်ပိုက်နိုင်ခဲ့ပြီးကြေးရွာပေါင်း18ရွာကိုစုံမိုးထိန်ချုပ်နိုင်ခဲ့ကြောင်းရင်းတိုက်ပွဲများအတွင်စစ်သားတရာကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကစစ်တုံးဗန်းများလက်နက်ခင်းရများနဲ့အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်ပထမစကန်9ခုတိမ်းမိတာတစ်ဖက်ပေါ်နောက်ထပ်စကန်3ခုထပ်ရတဲ့အော်တိုဘားလ26ရက်နေ့ကနေနိုဝင်ဘာလ15ရက်နေ့ထိစွန်နန်းဥဘိုထိန်တာ3ရွာကိုတင်ပိုက်ထိန်ချုပ်နိုင်ခဲ့ပါတယ် စစ်စင်ရေးကာလဒီနေ့ပဲအပြည့်ရက်လိုက်တာပါရန်သူဘက်ကတာလွန်အင်အားနဲ့ထိုးလာလို့ပြန်ဆုတ်ထားရတဲ့အနေထားပါလို့မော်လိုက်တော်လိုင်းအင်အားစုမှတာဝန်ရှိသူကပြောကြပါတယ်အဆိုပါစစ်စင်ရေးကိုမော်လိုက်တော်လိုင်းအင်အားစုများဖြစ်ကြတဲ့ခရိုင်တရင်တင်တရင်နဲ့တရင်သုံးတရင်လေးမော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖဖောင်းပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖနဲ့ခရိုင်ကုတ်ကဲရေးယုံတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် တော်လိုင်းရစ်တက်တွေရဲ့တိမ်ငက်စစ်စင်ရေးကာလာတွင်တိမ်ပိုက်ရရှိခဲ့တဲ့ပြူစော့တီစကန်တွေမှာထောတာရွာပြူစော့တီစကန်၊အော်ဇီကုံရွာပြူစော့တီစကန်၊ညောင်ဝန်းရွာပြူစော့တီကိတ်စကန်၊နောင်ပိန်ရွာစကန်ကုန်း၊နားပိန်ရွာစကန်ကုန်းနဲ့တောင်းအိမ်ရွာစစ်တပ်စကန်၊စွန်နန်းပြူစော့တီစကန်၊အိုးဘူပြူစော့တီစကန်နဲ့ထိတ်တောင်ရွာပြူစော့တီစကန်တို့ဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာစစ်စင်ရေးနေမြေအတွင်းမှာရှိတဲ့တောင်သူလက်သမားများစပါးရေးသိမ်းခြင်းနဲ့ ပြည်သူလူထုစစ်ဘေးရှောင်ရခြင်းအခက်အခဲတွေကိုငှိညာထောက်ရှုသောအပြင်တင်းငယ်စစ်စင်ရေးထိုးစစ်ကိုအထက်ညွှန်ကြားချက်အရရက်ကန့်တမရှိရစ်တန်လိုက်ခြင်းဖြစ်ကြောင်းအသိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြန်မာနိုင်ငံအခြေအနေတူးတက်လာတဲ့အတွက်အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားတဲ့ယာယီခွန်လွန်ကွင်း TPS ကိုအမေရိကန်အစိုးရကရုပ်သိမ်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအခြေအနေတူးတက်လာတဲ့အတွက်အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားတဲ့ ယာယီခလုံကွင် TPS ကို American အစိုးရကရုတ်သိမ်းတဲ့ကြောင်း American ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနကဒီကနေ့မှကြေညာချက်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားသောတိုးတက်မှုများရှိလာပြီဖြစ်ကြောင်းထို့ကြောင့် American ပြည်ထောင်စုမှမြန်မာဘာမမြန်မာအတွက်ယာယီအကာအကွယ်ပေးထားတဲ့ခလုံကွင် Temporary Protected Status TPS ကိုရည်စဲကြောင်းရင်ရစဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အကျိုးသက်ရောက်မှာဖြစ်ကြောင်းသိရှိရပါတယ် မြန်မာနိုင်ငံရဲ့အခြေအနေမှာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရက်ကိုပြန်နိုင်လောက်အောင်တိုးတက်လာပြီဖြစ်တဲ့အတွက်ကြောင့်ယာယီအကာအကွယ်ပေးထားတဲ့အခြေအနေကိုအမေရိကန်ကရက်စေးလိုက်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုတ်ချုပ်ရေးနဲ့တင်ငင်ရေးမှာထူးခြားသောတိုးတက်မှုများရှိလာခဲ့ပြီးယင်းတို့မှာအရေးပေါ်အခြေအနေပြီးဆုံးခြင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲများအတွက်စီမံချက်များအောင်မြင်တဲ့အပြစ်ခက်ရက်စေးရေးသဘောတူညီချက်များနဲ့ပုံမှန်ကောင်းမွန်သောဒေသန္တရအုတ်ချုပ်ရေးတွေကြောင့်ပြည်သူဝန်ဆောင်မှုပေးအပ်မှုနဲ့ အမျိုးသားပြည်လဲတင့်မြက်ရေးတို့တိုးတက်လာခဲ့ကြောင်းအမေရိကန်အစိုးရကဆိုပါတယ်ထို့သောဆုံးဖြတ်လိုက်ခြင်းမှာအမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန USCIS မှမြန်မာနိုင်ငံရဲ့အခြေအနေများကိုပြန်လည်သုံးသပ်ခြင်းနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့တိုင်ပင်ဆွေးနွေးခြင်းတို့အပေါ်မှာအခြေခံထားကြောင်းမြန်မာနိုင်ငံသားများမှာနေရက်ကိုဘေးကင်းစွာပြန်နိုင်တဲ့အခြေအနေကိုတိုးတက်လာပြီလို့ American အစိုးရကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ ခင်ဦးအပြီးဝက်လက်မှာလဲတက်မတုံတုံစစ်ကြောင်းလိုက်ပြုတ်ခဲ့ပြန်ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့တက်မတုံတုံလက်အောက်ခံတရင်တွေကိုစကိုင်းတိုင်းခင်ဦးမြတ်နယ်မှာစစ်ကြောင်းပြုတ်တဲ့အထိ PDF ပူပေါင်းတက်တွေရဲ့တက်ခိုက်ခံခဲ့ရသလိုအခုဝက်လက်မြို့မှာလဲနောက်ထပ်စစ်ကြောင်းတစ်ကြောင်းပြုတ်တဲ့အထိထပ်မံတိုက်ခိုက်ခံလိုက်ရပြန်ပါတယ်ဝက်လက်မြို့နယ်ကတိုက်ပွဲဟာနိုဝင်ဘာလ23ရက်နေ့မနက်ကစတင်ခဲ့ပြီးဂျမန်နီညနေတိဆက်ဖြစ်နေစေဖြစ်တယ်လို့ကာကွယ်ရဲဘော်တွေကပြောပါတယ် ဝက်လက်မြွနဲ့ဆိုင်းနိုင်ကွေရွာကအင်အား80ခန်းစစ်ကြောင်းဟာဂျမန်နစ်မနက်9နာရီခန့်မှာထွက်လာခြင်းမှာပုံနှံရွာနဲ့ခြေတီကုန်းရွာမှာ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာမှာပုံနှံရွာကမိရှုပ်ပြီးသွားပြီးခြေတီကုန်းကိုအဝင်မှာဒီဘက်ကအဖွဲ့တွေကဝိုင်းပြီးစော်တာစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်တာကွာအကောင်80လောက်သေးပြီးရှစ်ကောင်ပဲဆိုင်းနိုင်ကွေကိုပြန်ဝင်နိုင်တယ်လို့ကာကွယ်ရဲဘော်တအူးကပြောပါတယ်ဆိုင်းနိုင်ကွေရွာဟာစစ်ကောင်စီတပ်အခိုင်မှာတပ်ဆွဲထားတဲ့ရွာဖြစ်ပါတယ် ဂျမနီညနေမှာအင်အား150ခန်းနဲ့စစ်ကြောင်းထတ်ထွက်လာလို့တိုက်ခိုက်မှုတွေဆက်ရှိနေတယ်လို့ဝိပဝန်းကျင်ကပြည်သူတွေလုံခြုံရေးသတိထားကြဖို့ကိုလည်းကာကွယ်တပ်ဖွဲ့တွေကအသိပေးထားပါတယ်။ဂျမနီညနေပိုင်းမှာထွက်ခွာလာတဲ့စစ်ကြောင်းဟာရွှေဘုံမြို့ကိုဥတည်နေပြီးညပိုင်းမှာတက္ကနန်းရွာကိုရောက်ရှိနေတယ်လို့သိရှိရပါတယ်။တက္ကနန်းရွာဟာဝက်လက်နဲ့ရွှေဘုံမြို့နဲ့အကြမ်းတည်ရှိပြီးရွှေဘုံမြို့နယ်မှာပါဝင်ပါတယ်။အခုစစ်ကြောင်းဟာတက်မှ33လောက်ကန်တရင်တွေဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာဝိုင်းဝန်းပိတ်ဆို့ထားစဉ်မှာစစ်ကောင်စီတပ်သားတချို့ကိုလက်နက်ချခိုက်ပေးမိမချတဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်တဲ့ရုပ်တံဖိုင်ကိုရွှေဘိုခရင်တရင်စက်ကွန်ကဘူတီကလူမှုကွန်ရက်မှာဖြန့်ဝေထားပါတယ်တက်မှာတုံတုံဆိုပြီးခုခံကျင်နာလို့လို့ဝန်ခံကျင်နာလို့လို့မလုပ်ပါနဲ့ညီလေးဝက်လက်မှာဟီဟာဟာလာလုပ်လို့မရဘူးလက်နက်ချဆိုချပေးလိုက်ကြပါမဟုတ်ရင်မြင်တဲ့အတိုင်းပဲလို့လဲသူကရေးသားထားပါတယ်စစ်တပ်ကဝက်လက်မြို့နဲ့အနောက်ချမ်းက ရွာသားကြီးရွာကိုနိုဝင်ဘာလဆန်းကအင်အားရာနဲ့ချီဝင်းရောက်တက်ဆွဲပြီးအနောက်မြောက်ချမ်းကရွာတွေကိုစစ်ကြောင်းတုံးခုနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါလေ။နိုဝင်ဘာလ20ရက်နေ့ထိစိုင်းနိုင်လင်းရွှေကျင်းလာတော်ကြီးကံပင်စင်မူကြီးထုံးဘူတတားဦးနဲ့လင်းပင်အဆရှိတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာ16ရွာကိုမိရှုဖြစ်စီခံရပါတယ်။အဲ့ဒီရွာတွေကပြည်သူထောင်နဲ့ချီထွက်ပြေးနေရပြီးဒေသခံ90ဝန်းကျင်ကိုစစ်တပ်ကဖမ်းဆီးထားတာရှိတယ်လို့လည်းဒေသခံအချို့ကပြောပါတယ် တက်မ33လောက်ကန်တရင်တွေဟာစကိုင်းတိုင်းမှာ PDF ပကဖောင်းနဲ့ပူပေါင်းတက်တွေတက်ခိုက်မှုကြောင့်စက်တိုက်အထိနာနေတာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းကလည်းကင်ဦးမြို့နယ်မုံလရွာကနေကလုံကြီးရွာဘက်တက်လာတဲ့အင်အား300ခန့်ပါစစ်ကြောင်းကို PDF နဲ့ပူပေါင်းတက်တွေကပိတ်ဆို့တိုက်ခိုက်လို့ထိခိုက်သေးဆုံးသူတွေများပြားခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကလည်းတက်မ33နဲ့ပြူစောတိပူပေါင်းစစ်ကြောင်းတစ်ကြောင်းဟာကပ်ဘလူးမြို့နယ်ရင်တက်ရွာနဲ့ကင်ဦးမြို့နယ်ရှာတော့ရွာကြားမှာ PDF ပကဖားနဲ့ပူပေါင်းတက်တွေကတိုက်ခိုက်လို့စစ်ကြောင်းပြက်ခဲ့ဘူးပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့တနက်ဖောက်တဲ့တခွားသည့်ဝရံပြည့်ဖြစ်ကြီးညာခံထားရကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မင်းလက်ပံကျေးရွာတောင်ရင်မြေကအနီးမှာရှိတဲ့ကာစီနိုဝင်းမြမှာတာဝန်ခံဖြစ်ဆောင်ရွက်နေသူဘုံမှုတခွားသည့်ကိုဒီမိုကရေစီကရင်အကျိုးပြုတက်မတော် DKBA ကဖန်စီဝရံထုတ်ပြန်ခဲ့ပါတယ်နိုဝင်ဘာလ24ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အဆိုပါကြီးညာချက်မှာ DKBA ဘိုးအခြေစစ်ဘျူရလောက်ခံအမှတ်935တရင်မှာတူတက်ရင်မှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ပြန်တန်းဝင်ကိုပိုင်အမှတ်ကမြင်းဆောင်38 36ပုံမှုစောကျော်ကိုမင်းခေါ်တခွားတိကိုစစ်စည်းကမ်းများဖောက်ဖျက်မှုနဲ့ဖန်စီဝရန်ထုတ်ပြန်လိုက်တယ်လို့ဖော်ပြထားပါတယ်။ပုံမှုတခွားတိဟာစစ်စည်းကမ်းပုံမှန်2အရတာဝန်ကိုကြေပွန်စွာထမ်းဆောင်ရန်ပြက်ကွက်ခြင်းစစ်စည်းကမ်းပုံမှန်73အရပေးအပ်ထားတဲ့တာဝန်ထက် ကျော်လွန်လှုပ်ဆောင်ခြင်းများဖြစ်တဲ့ဆိုတဲ့အချက်တွေကိုကျွလွန်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါထုတ်ပြန်ချက်အတွက်တခွားတိဟာစစ်စည်းကမ်းရမြည်သည့်တာဝန်ကိုပြက်ကွက်ခဲ့ပြီးမြည်သည့်တာဝန်ကိုကျော်လွန်လှုပ်ဆောင်ခဲ့တာကိုတော့ဖော်ပြထားခြင်းမရှိပါဘူးပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကစစ်ကော်မရှင်တက်တဲ့ KNL မဟာမိတ်ပူးပေါင်းတက်များကြားတိုက်ပွဲများပြင်းထန်နေစဉ်ပူမှုတခွားတိရဲ့ကာစီနိုလုပ်ငန်းဝင်အထက်မှ DKB တပ်သားတွေကတော်လိုင်းတက်ဖွဲ့တွေဘက်ကိုပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ် အဆိုပါပြစ်ခတ်မှုကြောင့် KNL ပူပေါင်းတပ်တွေကအဆိုပါနေရာကိုပြစ်ခတ်တိုက်ခိုက်မှုများပြန်လည်လှုပ်ဆောင်ခဲ့ရမှာအဆိုပါကာစီနိုဝင်းအတွင်းမှာတက်ဆွဲထားတဲ့ DGBA တပ်ဖွဲ့ဝင်တွေကလက်နက်ခင်းရ190ကျော်နဲ့တူလက်နက်ချအညံ့ခံခဲ့ကြပါတယ်။စကန်တာဝန်ခံဖြစ်သူ DGBA ဘုံမှုတခွားတီကတော့ထွက်ပြေးတင်းရှောင်သွားခဲ့တယ်လို့အောက်ချီတပ်ဖွဲ့ဝင်တွေထံကနေသိရှိရပါတယ်။အဲ့ဒီလိုထွက်ပြေးတင်းရှောင်နေတဲ့ဘုံမှုတခွားတီကိုတွေ့ရှိပါက ဖန်စီပီဘိုစစ်တနာကျုပ်ကိုအံ့နံပေးဖို့ DGB ကအတိပေးကြေညာထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့မြေပြင်စီတုံးသက်ချက်တွေကတော့နိုဝင်ဘာလကုန်ပိုင်းမှာစီနာရဲ့ဖီအားနဲ့ TNL ကမိုးကုတ်မိုးမိတ်ကိုအလကားပြန်ပေးရပါတော့မယ်အရှုံးကတော့ဝက်ဝက်ကွဲပါအယောအဆမရှိတဲ့ဘဝပေါင်းများစွာနဲ့အသက်ပေါင်းများစွာဟာဘယ်လိုတာဝန်ခံမှုမှမရှိတဲ့လူမျိုးစုတစ်ခုကိုယုံကြည်ခဲ့ရမှုကြောင့် ပြတ်သုံးခဲ့ရတာပါလာရှုမျိုးမှာတစ်ချိန်အခုခါမှာတော့မိုးကုန်းနဲ့မိုးမိတ်ပေါ်နောက်ထပ်ပြန်ပေးမှုတွေကလည်းဆက်ရံနေနဲ့လာအောင်မဲ့သဘောပါဘယ်နိုင်ငံတစ်ခုကိုမှအားကိုးစရာမရှိခဲ့ရတာမို့မိမိနိုင်ငံအတွင်းကအတူနေလူမျိုးစုကိုရင်နစ်သူကကောက်ရွတ်တမြင်ကိုအားကိုးတကြီးဆွဲခဲ့ရတယ်လို့ဆွဲခဲ့ပါတော့လေအချိန်တန်ချိန်မှာတော့ကောက်ရိုးဟာကောက်ရိုးသာဖြစ်ကြောင်းတက်တည်ပြခဲ့ပါပြီ အစုံအထိဆိုတဲ့ရည်မှတ်ချက်ထားသူတွေနဲ့ နိုင်ငံရေးအလဲပြောင်းရေစီးကြောင်းမှာရတဲ့လောက်လုတ်ကြည့်မယ်ရရင်အမျက်ထွက်ပြီးမရတဲ့အခါဘွာတီးခတ်နောက်ပြန်လှည့်မယ်ဆိုသူတို့ ਨੇ လက်တွဲစရာမရှိလို့ကြားကြောက်လို့ရှည်ကြီးကိုမိသူတို့ရဲ့လမ်းခွဲကတော့အကြီးတန်းလွန်ခဲ့ပါပြီ တချိန်ကတော့တွေးတောက်တွေးပါအသက်တွေကိုအတူပေးဆက်ကြပြီးအနာရှင်ကိုအမြင့်ပြတ်သည့်အထိအတူဆက်သွားကြမယ်လို့အလကားရတဲ့စကလုံးတွေနဲ့လေထဲမှာတင်ပျောက်သွားခဲ့တဲ့ဂရီတွေနဲ့တိုင်းတိပြည်တိလူတိရှင်ချာ အော်ဟိခေကြသူတွေဟာအခုတော့လေသူတို့နဲ့ဘာမှမဆိုင်တယ်လို့ဘာမှမပြောခဲ့တယ်လို့အနေထားဟန်ပန်တွေနဲ့တနက်ကြီးတွေကင်ထားပြီးယောက်ျားဆိုသူတွေကလုံနေကြပါပြီအခုတကြိမ်မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးရင်ဆက်လက်တိုက်ပွဲဝင်မယ်လို့ပြောနေတဲ့တော်လိုင်းအဖွဲ့တွေကိုပါပါကြီးအလိုကြဘောကြီးကိုပြန်မပေးခင်မှာတော့ငါတို့ပြန်ပေးမှာကိုနှောက်ရှက်ခေရင်ဘာမှစုဖြစ်သွားမယ်ဆိုတဲ့သဘောနဲ့သူတို့ရဲ့လက်နက်မျိုးစုံကိုတော်လိုင်းရဲ့အဖွဲ့သားတွေကိုချိန်နေကြပါပြီ။ အချိန်တန်တော့လဲဖလာငါလာဆိုတာဝဲသွားမိမှန်းသိနိုင်ကြပြီမင်းယောက်ျားရင့်မကြီးတွေရဲ့စကားဖြစ်နေတဲ့အခါဒီတခါမှဖြစ်တကယ်ဟုတ်ပါပြီလို့ယုံကြည်ခဲ့မှုအတွက်ပိတ်ဆက်လိုက်ရတဲ့အယောအစားကကြည်မလုံးပါလေမလုံးစနိုင်လို့ပါဖီအားတွေကြောင့်ပါဘုံကျဲမှာဆိုးလို့ပါ ပိုင်ဆိုင်ထားတဲ့ဥစ္စာဒဏ္ဍတွေတိမ့်ထားလို့ပါဒါဆိုရင်အစကလေးကဘာလို့တိုက်ခဲ့ကြလဲစစ်ပွဲဆိုတာစော့ကစားစရာတစ်ခုလို့စစ်တိုက်တန်း ကစားခဲ့ကြတာပါလေဆေးဥစုမှာငခုကလေးကလီတက်ရှိနေတဲ့အတွက်ဘုံချင်းမှာတိခဲ့ကြပြီးသားပါစီနာဆိုတဲ့ပပကြီးဟာနိုင်ငံရေးကိုလူသလုကစားတက်တာကိုလည်းတိခဲ့ကြပြီးသားပါစီနာမထောက်ပံ့ရင်ရက်တီလို့မဖြစ်နိုင်တာကိုလည်းတိခဲ့ကြပြီးသားပါဒါဆိုရင်ငခုကလေးကမတိတယ်လို့နေခဲ့တင်ပါတယ်စီနာက ခိုင်းလို့ဝင်တိုက်ရတာပါဆိုရင်လေကိုလူနဲ့ကိုတိုက်ခဲ့ကြတယ်ဆိုရင်ကိုဘာသာအရှုံးပဲပေးပေးပါပဲပေးပေး ပြဿနာတစ်ခုရလို့မဖြစ်ခဲ့ပါဘူးအခုတော့သူများအသက်တွေကိုသူတို့အင်အားပြည့်ဖို့အတွက်သူတို့စစ်တိုက်တိုင်းကစားဖို့အတွက်စစ်အာဏာရှင်ကြာဆုံးကြီးဘာညာတွေနဲ့ရှာအယုမရှိ ပြောခဲ့တာကတော့ရုပ်ပေါက်လွန်းတယ်လို့တံပိုးမဲ့လာလွန်ပါတယ်တချင်ကစစ်ပညာသင်ပေးခဲ့တာဘာလို့လက်နက်တက်စင်ပေးခဲ့တာဘာလို့ဆိုတာတွေကနောက်လိုက်လောက်ခိုင်းပြီးရည်ရွယ်ချက်မဲ့တဲ့တိုက်ပွဲတွေအတွက်ချနှင်းကြေယုံတက်တက်တာဖြစ်နေခဲ့ပါပြီ။ ခမရတို့မှလည်းမိသားစုတွေရှိပါတယ်ကျုပ်တို့မှလည်းမိသားစုတွေရှိကြပါတယ်ခမရတို့ရက်တည်မှုကိုတံပိုးထားတယ်လို့ကျုပ်တို့တွေရဲ့ရက်တည်မှုတွေကိုလည်းကျုပ်တို့တံပိုးထားပါတယ်အသက်တွေအားလုံးဟာတံပိုးရှိပါတယ်လို့တခါလောက်တတိယမိမယ်ဆိုရင်ခမရတို့လူဖြစ်ပါပြီဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီး တော်လန်နေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။